တက်နဲ့ရင်းပြီးတော့အကြံပန်းတွေတစ်ခါတိုက်ခိုက်နေကြတဲ့ရဲဘော်တွေကသူတို့ယင်တွေကကြပြားတယ်နော်ကျွန်တော်တော်လိုင်းရဲဘော်တွေကဘလောက်ပဲစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတန်ပါပါစေရဲရင်ပါစေသူတို့ရဲ့နှလုံးသားတွေကလူညံ့တိမ်မှုကြဂျန်သူဘက်ကပဲဖြစ်ဖြစ်ကျွန်တော်တော်လိုင်းရဲဘော်တွေဘက်ကပဲဖြစ်ဖြစ်တစ်လိုက်တဲ့ချီစံတရောင်းစီတိုင်းဒီတည်စီနိုင်တဲ့အရာတွေဖြစ်တယ်အရန်ခတ်ထံမှာကြောတယ်ဒါပေမဲ့အခုရဲဘော်တွေထုတ်လိုက်တဲ့ပြောင်းဝါမှဆိုတဲ့ကြပြားစာအုပ်ကတော့ သူတို့ရဲ့ရင်ဘတ်ထဲကနှလုံးသားကိုအစစ်မှန်တိုင်းမြင်ရမယ်နူးညံ့တိမ်မွေးမှုကြီးအများကြီးပါတယ်ကျွန်တော်ခြေောက်ပြက်သွားတယ်ကျွန်တော်ညီကြတယ်ကျွန်တော်ဖီဆုံးတယ်ကျွန်တော်မူဆုံးတယ်ဆုံးရှုံးမှုအားလုံးဖြစ်သွားတဲ့အချိန်မှာမိုးကြမှုကြီးကြားကြီးရယ်စာရေးတော့မှိလူတယ်တဲ့ကြားကြီးတော့နှလုံးသွေးတွေယိုးတယ် ဆော်လမျိုးတွေအားလုံးပဲသဘောဝဘေးနဲ့မေးပေးတာမှာအမြန်ဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရရှိမလို့သွားပေးကမှာတော့ယနေ့အော်တိုဘာလ17ရက်နေ့စနေနေ့ရမနက်ပိုင်းတိနောက်ဆုံးရရှိသတင်းချို့အချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိရှိပေးဖို့ဒီနေ့အရင်မှတ်မှန်တောင်းဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့ စကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုယူစီပေါ့တဲ့နိုင်ငံတော်အာဏာကိုအတင်းအမမတရားဖြင့်သိမ့်ပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1914ရက်ရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ကတရားဓာတ်တွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးမှာတော့အချင်းပြင်းနဲ့ဗန်မော်မြို့နယ်မှာတော့ရည်တလူမြေရည်သေးများနေပါတယ်။တင်တိုက်တိုင်းလောင်းလုံမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကွေးတွေဘက်ကအသေးများနေကြောင်းသိရှိရပြီးတော့တင်တိုက်တိုင်းပလောမြို့နယ်မှာတော့တအူးလင်းဝင်ရောက်ခဲ့ပါတယ်။သကိုင်းတိုင်းမုံရွာမြို့နယ်မှာ၃ကောင်၊သကိုင်းတိုင်းချောင်းမြို့နယ်မှာ၃ကောင်၊မန္တလေးတိုင်းငန်းစုံမြို့နယ်မှာ၃ကောင်နဲ့ ကိုတိုင်းမြို့နယ်မှာတကောင်တီးတီးတီးဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်ရောင်းစုံသတင်းပုတ်အနေနဲ့ကတော့မကွေးတိုင်းစလင်းမြို့နယ်လင်းစင်းတိုက်နယ်ရေစကန်ကိုဝင်ရောက်တိုက်ခိုက်ရမှာတော့ဘန်ကာတလုံးသာကျန်တဲ့အချိန်မှာပဲစစ်တပ်ကလေကြောင်းနဲ့ဘုံးကျက်လို့ပြန်ဆုတ်ခွာခဲ့ရကြောင်းမင်းမှုခိုင်တရင်ကကထုတ်ပြန်ထားပါတယ်။အဟာစလင်းမြို့နယ်လင်းစင်းတိုက်နယ်ရေစကန်ကိုတော်လိုင်းတဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လင်းစင်းတိုက်နယ်ရေစကန်ရဲ့ဘူတဲကုန်းကြီးရရှိခဲ့လင်းစင်းအဝင် ုတ်ကိုပင်အောက်မှာရှိတဲ့စစ်တပ်ဘဏ်ကတလုံးကြန့်ရှိနေပြီးတိုက်ခိုက်နေစမှာပဲစစ်တပ်ကနနက်9:34မိနစ်အချိန်မှာမကွေးလေတပ်ကနေပြီးတော့ jet fighter နဲ့ဘုံချခြင်းတက်လက်နဲ့ပြစ်ခတ်ခြင်းတုံးကျင်ပြုလုပ်ခဲ့ကြောင်းနဲ့ဒါကြောင့်တပ်ကူပြန်ဆုတ်ခဲ့ရခြင်းဖြစ်ပါတယ်ရဲစခန်းကိုတိုက်ခတ်မှုတွင်စစ်တပ်မှအထူးကအများပြားရှိပြီးတော်လိုင်းရဲဘော်တအုပ်ကတော့စိတ်မကောင်းစွာနဲ့ကြာဆုံးခဲ့ရကြောင်းလည်းသိရှိရပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးရဲ့နေပြည်တော်ခီးစဉ်မှာပြောဆိုခဲ့မှုများကိုအသေးစိတ်ထုတ်ပြန်လိုက်တာဖြစ်တဲ့အတွက်မြန်မာစစ်တပ်ကနေပြီးတော့သူတို့ကိုအာဆီယံကနေပြီးတော့ရွေးကောက်ပွဲကိုထောက်ခံမှာတွေပြောထားတဲ့ ဒိန်ကြီးဟာပူပေါ်တယ်လို့ပေါ်သွားတာဖြစ်ပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်းဆောင်ရွက်တယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးကမပြောဆိုခဲ့ဘဲနဲ့စစ်တပ်ကလိန်လည်းပြောဆိုခဲ့တာလဲပြည်သူတွေကတော့ဒီသတင်းမထွက်ခင်နေရတည်ပြီးသားအနေထားလည်းဖြစ်ပါတယ်တရက်လိန်ညာသတင်းထုတ်မှုမှာတော့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဟာမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးပြုလုပ်ကျင်းပမှာကိုဝမ်းမနသာနဲ့ကြိုဆိုကြောင်းတထုတ်ပြန်ခဲ့မယ်လေလေးရှားနိုင်ငံရဲ့ဝန်ကြီးကတော့မင်းအောင်လိုင်ပေါင်းဝင်စစ်တပ်ခေါင်းဆောင်များနဲ့တွေ့ဆုံစီမှာအာဆီယံသဘောတူညီချက်၅ချက်ကိုကောင်းတဲ့ပေါ်ရန်အကြံဖတ်မှုများရက်တန်ရန် ူသားချင်းစာနာထောက်ထားမှုကူညီများခွင့်ပြုပေးရန်အလုံးပေါင်းဝင်တဲ့တွဲဆောင်ဆွေးနွေးမှုကလုပ်ရန်ထက်မှန်ပြောကြကြအောင်လေအသေးစိတ်ထုတ်ပြန်ထားတာတော့တွေ့ရှိရပါတယ်လက်ရှိချိန်မှာဆိုရင်တော့မင်းအောင်လိုင်ကိုအာဆီယံအနေနဲ့လည်းကင်တွင်မှုကလုံးဝလက်ရှိမှာမကင်တွင်နိုင်တဲ့အနေအထားတစ်ခုကိုတွေ့နေရပြီးတော့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်မင်းအောင်လိုင်ကိုတော့အာဆီယံကပြန်လည်ကာကွယ်ပေးနေတဲ့ပုံစံဖြစ်နေတာကိုလည်းမြင်နေရပါတယ်အင်မီဒီယာရေးထားတယ်ဟုတ်လားမြတ်တင်နေရနေ့ကစစ်မှုတော်ကိုတည်ရင်နေอืมပါတယ် နှစ်သက်တဲ့ကြိုပြီးတောင်းထမ်းတော့ခိုင်းလို့အကုန်ပြဲကုန်ရပြီအဲဟုတ်လားဒီနေ့အေအော်ဒီတိုင်းကနေငါလမ်းဖုံးဆက်တယ်ဦးလေးတို့ပြဲကုန်ရပြီဆိုဘယ်ကိုရောက်ပြီလဲတဲ့ဟေးအောင်လေးနှစ်နှစ်စိတ်မှုတမ်းမဟုတ်ဘူးကွဟွန်းနော်နဂိုရီကရာသက်ပံစိတ်မှုတန်းနေอืมတော်တော်လုံးကြုံခံတာကိုပြောနေတာကိုကြည့်တော့တော့မစုံတော့ဘူးစပိန်ကလည်းဖြူနေပြီအဲ့လိုစပိန်ဖြူတဲ့ပုံတွေတွေ့တယ်မလား အိန္ဒိယဒီကောကောလိုင်းထိုင်မဲ့ကရောကတော့မလို့ရိုက်ပဲနှစ်ရတော့မလို့ပုံစံဒီဖြစ်နေကောင်းနေအကြောင်းမျိုးမျိုးကြောင့်အနားယူထားလာတယ်အခုတို့တွေဒုတိယကြိမ်ပြန်ပြီးထမ်းဆောင်ကြတဲ့လူအောင်နေကြီးပဲနော်တဲ့ကောင်းနေရဲ့ခေတ္တမီဒီယာခေတ္တမီဒီယာရင်းနေတဲ့ကောင်နော်အဲ့ဒီမီဒီယာငါပြောလိုက်မယ်ရဲပြေး ဟာပတိအမတ်ခွနရက်ွက် ရမညတလန်းကောင်နော်အဲ့ဒီကောင်ရေးထားတာရှင်တော့မင်းတို့ဘောမာနေပဲကောင်းမတော့ဟန်ချင်းကြီးတော့မသိရခစ်တဲ့မီဒီယာကိုမင်းတို့ဖိုးကြီးရနေပြီးပြောနေပြီအေးမင်းတော့ဟိုအပြည့်တီးပြဲနေကွာပောက်ကြီးအောင်ရှောက်ရေးနေတဲ့ကောင်နော်ဖေအောင်ငါပြောလိုက်မယ်ခစ်တဲ့မီဒီယာဆိုတဲ့ကောင်တနက်ဖက်ပြီးအသေးခံသွားမဲ့ကောင်နေပြီပဲတကောင်ကသွေးမကြောက်ဘူးဘေးလည်းမရှောင်ဘူး နော်အဖိုးကြီးတွေနော်ပြီလားမင်းတို့ငါပြောလိုက်မယ်မြန်မာနိုင်ငံအတွက်တက်မတော်အတွက်အမှန်တကယ်လိုအပ်လာရင်တည်သွားတဲ့အထိနော်မင်းတို့စာပေစာနာလေးကြပြစာနာလေးပြောရမယ်ဆိုရင်ပေါ့ကွာတခြားတော့သူနော် ငါတို့ရှိနေသေးသူတချိုက်တော့တဲ့တစက်တော့တွေးရှိနေသေးသူကြီးနိုင်ငံအတွက်တာဝန်ကျေပြောင်းရမယ်ဆိုတာငါတို့ကခံယူထားတဲ့ကောင်လေးတပြေးကုန်ရောက်လာငါတို့ညညာလိုက်ရှာရင်တော့မင်းတို့ပဲရှာမှမသိတဲ့ကောင်လေးကငါတို့ကိုပြေးပြီဆိုတော့ကွာကောင်လေးပြောင်းပြန်မပြောနဲ့နော် မင်းတို့ပြောင်းပြန်မပြောကြနဲ့နော်မင်းတို့ပထမဦးဆုံးငါတို့ရောက်ခါသာကားလမ်းပေါ်မှာစာရေးရဲ့ဗါလဲတတ်တိရှိရင်လမ်းပေါ်တက်ခဲ့တူကလမ်းပေါ်တက်ခဲ့လမ်းပေါ်မှာမတွေ့ဘူးအိမ်တိုင်းရာရောက်လိုက်တယ်အိမ်မှာလည်းမတွေ့ဘူးမင်းတို့ကရှင်တော်နဲ့အတူခေါ်မဲ့ကောင်လေးဖြစ်နေတယ်ကွာနော်တွေ့တဲ့အတိုင်းပါပဲဒါကြည့်ပြီမယ်လဲ လက်ရှိချိန်နေကြီးကတော့ကိုခံဖို့အတွက်ကတော့စဉ်းသိဖြစ်နေသေးတဲ့လူတွေကတော့ဘလို့ပါသူတို့မကြွပါဘူး online ရေပေါ်ကြီးချွေးမှချွေးမှဖြစ်ပါတယ်ရုပ်ကတော့မှတ်ထားပါတကယ်လို့တိုက်ပွဲထဲမှာမိတို့ကတော့ဒီဖို့ယူဒီဘီလေးပြပြပြီးတော့မင်းမကြွေးမနဲ့တစ်ထက်ပြောခိုင်းစမ်းပါကြာဝင်တာ net ပြီမှာ warning တုံးလာအပြီးဒီမှာဟောပြီးတဲ့အခါမှာ net ပြီကနေပြန်ကြွလာတာဟုတ်လားစီမီပူဇော်ပြီးတော့ကြိုလိုကြတယ်လို့ယုံကြည်ချက်ရှိတာဟုတ်ဆိုတော့အဲပြောရမယ်ဆိုလို့ရှင်တော့ဟာလာဟိုဝါလာကင်းလို့တရင်ကျိုးဆိုတဲ့အတိုင်းပဲကျွန်တော်တို့ အဲမူတိန်ကြီးကင်းစင်လာပြီးတော့တဖြည်းဖြည်းနဲ့ကောက်ပဲတိနှံရိတ်သိမ်းချိန်တန်လာတဲ့အခါမှာကျတော့မြန်မာပြည်သူပြည်သားတွေအတွက်ပွဲလမ်းတစ်ပိတ်ကြီးဆလာကြတဲ့ကာလလို့ပြောရမှာပေါ့နော်ငင်းငင်းချမ်းချမ်းနဲ့ဟာလာဒီဒီဥခလာထုံတန်းစင်လာအရာပျော်ပျော်ရွှင်ရွှင်ဆွနှွဲရမယ်ဒီလိုမျိုးသတင်းကြုံနေမှာပဲဆပြီးတော့မနေ့ပိုင်းကျွန်တော်တို့သတင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်နမ်မတူနဲ့အဲတီဘောမျိုးကိုဆပြီးတော့ဘုံကျဲတာဘုံကျဲတဲ့နေရာကြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအရက်ဖက် ပြမှတ်တည်းကြီးပဲခုနဈေးဖြစ်တယ်ဟာလာနောက်ထွေအုပ်ယုံပတ်ဝန်းကျင်ကိုဖုံးကျဲတယ်အပြီးတဲ့ခါမှကျတော့ညကျတော့လဲခုနကဆက်ပြီးတော့တက်လာတဲ့ဥစ္စာကတော့ခုနကကိုအောင်ကျော်ပြောတဲ့ဒီမှာပါတော့စကိုင်းတိုင်းမုံရွာနဲ့ချောင်းမြို့နယ်အဆက်ကဘုံတို့ရွာမှာဟာလာတရင်ကျော်လာပြည်ညာမိထွန်ပွဲလုံနေကြရတဲ့အပေါ်မှာခုနကမုံရွာခြေဆိုင်နမခနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ဒီပါရာဂလိုက်တာလို့ခေါ်တဲ့ပမာလို့တော့ဆက်တက်လေဒီဒီပေါ့နော်အဲ့ရနေပြီးတော့မှဘုံတွေကျဲလိုက်တဲ့အတွက်ကြောင့်ကလေးတငယ်တွေအပါအဝင်လူ30ကျော် ေတယ်ဆိုတော့ဟာလာသတင်းတွေကလက်တိုက်လို့ပဲတက်လာတဲ့အခါမှာကျတော့ဘလို့ဖြစ်ပြီးတော့ဒီလိုမျိုးဟာလာဟိုနေ့မျိုးမှာမှရွေးပြီးတော့လောက်ရတယ်လဲဆိုတော့အဲ့လိုမျိုးပေါ့နော်အဲခန်းစားချက်မျိုးလဲကျွန်တော်ကလည်းဖြစ်ပြီးရပြမြန်မာပြည်ကဘလို့ကံမျိုးစိုက်နေလဲဆိုတော့ကျွန်တော်မြင်ရတာပေါ့နော်လူငယ်တွေစိုက်နေမထိုင်ရတော့ဘူးဟာလာစစ်သားစုဆောင်ရေတို့တို့စစ်သားစုဆောင်ရေတို့တို့ကြောက်နေကြတယ်အဲတိုင်းပြည်မှာဟာလာခုနပြောတဲ့တိုင်းပြည်မြန်မာပြည်ဒီပြည်လုံးကစစ်ဘေးရှောင်နေတဲ့ပြည့်နေတဲ့နိုင်ငံတခုဖြစ်နေတယ် ခုနကစစ်ပေးတံကိုခံနေရတယ်ဘုံကျဲတံလူသေးတံနေ့စဉ်အာဏာသိမ်းတဲ့2021ကနေစပြီးဒီနေ့ဒီချိန်ထိလက်နဲ့ကြောင့်မသေးတဲ့သူမရှိခဲ့ဘူးလွန်ခဲ့တဲ့9နှစ်အတွင်းမှာအာဏာသိမ်းခဲ့တဲ့အချိန်နေစပြီးဖြစ်ခဲ့တာပေါ့နော်ဒါတွေကဒီနေ့ဒီဘာလို့ဖြစ်နေရတာလဲဒီသတင်းတွေကိုကျွန်တော်9နှစ်ပြောခဲ့ပြီးပြီအဲ့တော့လပြင်းနေမှာလဲဒီသတင်းကြောင့်လပြင်းနေမှာလဲကျွန်တော်တို့ဒီအကြောင်းတွေကျွန်တော်တို့ဆက်ပြောနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီ recording လုပ်ခင်မှာစဉ်းစားမိတာပါ recording မလာခင်မှာကျွန်တော်ဒီကိစ္စတွေကျွန်တော်ထိုင်ပြီးစဉ်းစားမိတယ်။ဒီမှာလည်းစဉ်းစားမိတယ်၊ရုံးမှာလည်းစဉ်းစားမိတယ်။တော့ဒီအကြောင်းလို့ထိုင်ပြောနေရတာ။ဟွန်းတတ်ရဲဆက်ဆက်တက်ဖြတ်နေတာ။ရဲတက်ဖြတ်နေတဲ့အချိန်တွေမှာခေါင်းနဲ့ပါပေါ်လာလဲဆိုတော့ဟိုစစ်တက်လူရန်စားစစ်ပေါ်လူရန်စားဆိုတာနဲ့သူတို့နဲ့အကြောင်းပေါင်းတင့်တဲ့လူရန်စားအောက်နှစ်မျိုးကိုကျွန်တော်သွားပြီးတော့စဉ်းစားမိတယ်။အဲ့တော့ကျွန်တော်စစ်ပေါ်လူရန်စားကိုပြောလိုက်ရင်နောက်လူရန်စားတစ်မျိုးကတော့စစ်ခရိုနီလူရန်စားကိုတွေ့တယ်။နောက်လူရန်စားကတော့ ဒီအကျန်းဖတ်စစ်တပ်နဲ့အလွမ်းတင်တဲ့ဆရာတော်တချို့ဘုန်းတော်ကြီးတချို့အဲ့ဘုန်းတော်ကြီးတွေကလည်းဒီနေ့ဒီအချိန်မှာဟလာလာပြင်းနေမှာတရားဟောတာတွေစွန့်ကတ်တာတွေဟလာသူရှိကြအဲ့အချိန်မှာဗိုလ်ချုပ်ကြီးတွေကလည်းဒီအချိန်မှာသူတို့လာပြီးတော့ဆရာသမားတွေဆိုပြီးတော့ဆရာသမားတွေဆိုပြီးတော့လာပြီးတော့ခါတာတွေကာရပြူတာတွေအပန်းချင်းတွေရနေတဲ့ကာလလည်းဖြစ်တယ်ခရိုနီတွေကလည်းအဲ့ဒီဗိုလ်ချုပ်ကြီးတွေကိုချင့်ကပ်ပြီးတော့သူတို့အတွက်နှိမ့်စင်လုပ်နေကြတယ် အဲသူတို့ပို့နေတာတွေသူတို့ရှိဘောက်ကပဲဖြစ်ဖြစ်နောက်ဘောက်ကဖြစ်ဖြစ်ဝင်ပြီးတော့ဟဟလာညနေလိုညနေရကာရဝပြုတ်တယ်ဟဟလာကာလာလည်းဖြစ်တယ်ဆိုတော့ဒီလိုဒီလိုအဲ့ကာလာကိုသွားအဲ့လိုအခြေအနေကိုကျွန်တော်ပြန်သွားစဉ်းစားမိရအောင်နော်ဒီလူရန်သား၃မျိုးကဒီအချိန်မှာကောင်းစီမိနေတယ်အောက်မှာတန်းနဲ့ကြည့်တဲ့လူတို့ကတော့ဖိနေမှုတန်းကိုအကြီးကျယ်ခံနေရခါးစီးပြီးခံနေရတယ်ဆိုတော့တွေးမိတာပါဒီနေ့မှာ စစ်တအာနာသိန်းကလေးကတော့ခုနကကောင်စောပြောတယ်လို့မျိုးပဲတကယ်ကိုဟိုတွေးစီသွားကြတယ်လို့ပြောရမှာပေါ့နော်အဲ့ဒါကတော့ဟုတ်ပါတယ်ဒီခါတော်ပေးခဲ့တဲ့ခရိုနီရှိတယ်ဟုတ်တယ်အဲခရိုနီတွေသူကငွေကြီးထောက်ပံ့တာပေါ့ဗျာဘာပဲလူလူအဲ့လိုမျိုးဟိုဘဏ္ဍာရေးရနောက်ကနေပြီးတော့ဟိုပံ့ပိုးပေးနိုင်မယ်နောက်ပြီးတော့ခုနကနိုင်ငံတကာနဲ့ဆက်သွယ်တဲ့ခါမှာဈေးဝယ်တာလို့ဘာလို့အကုန်လုံးအဲ့လိုမျိုးပံ့ပိုးပေးတဲ့လူတွေမျိုးပြီးတော့မျိုးဘာသာသာသနာပြောတဲ့ဘုန်းကြီးတွေရှိမယ်အဲ့ဆရာတော်ကြီးရဲ့ဘုန်းကြီးတွေကလည်းဘုရားဘာသာထင်းထင်းဆောင်းဆောင်းထင်းထင်းဆောင်းဆောင်းရတယ်ထင်းထင်းဆောင်းဆောင်းရတယ်ဘုရားတော်ဆိုတဲ့လူတွေ သူတို့ကလည်းနေ့စဉ်ဒီအချမ်းဖက်နေတဲ့စစ်တပ်ကိုအချမ်းဖက်နေတဲ့စစ်တပ်ကိုထောက်ခံအားပေးနေတယ်ပက်ကင်လုပ်ပေးနေတယ်ဟဲ့လားအဲ့ဒီဟာကိုယူပြီးတော့ legitimacy ကိုပြည်တွင်းမှာရောပြည်ပမှာရောစစ်တပ်ကအာဏာသိမ်းတဲ့စစ်ကောင်းဆောင်တွေတိဆောက်တာကိုကျွန်တော်တို့တွေ့ရတယ်။ဘာတွေမှားနေလဲ။ဒါကျွန်တော်ဘာတွေဖြစ်နေလဲအဲ့ဒါကိုကျွန်တော်ကမေးတာပါ။ဟိုသူတို့ရဲ့ဒီဖုံးတော်ကြီးတွေရဲ့အဲ တာဝန်ပေါ့နော်ခုနကအကျင့်ပြတ်နေတဲ့ဟလာနောက်ပြီးတော့မငိမ့်ချမ်းဖြစ်နေတဲ့ဒီလူအဖွဲ့စည်းကိုပြက်စီးရပြက်စီးချောင်းဖြစ်နေစေတဲ့အမှားအယွင်းတွေကိုပြန်ပြင်ဖို့ဆုံးမဖို့တာဝန်သူတို့မှရှိတယ်အဲ့ဒါကိုရောဆုံးမကြရဲ့လားအနောက်ကဆုံးမတဲ့ဥစ္စာကလည်းခုနကဟိုအောက်ကခံနေရတဲ့သူတွေဝက်သွားဆုံးမပြီးတော့တကယ်အဲ့လိုမျိုးလက်ဟိုတကယ်ကိုကျူးလွန်နေကြရတဲ့ခုနကရာဇဝတ်ကောင်တွေကြတော့ဘာမှမပြောဘဲနဲ့ တန်တိတ်နေတာကအမတန်ဝမ်းနည်းကိုကောင်းနေတယ်အဲ့ဒါလေအဲ့တော့အဲ့တော့အဲ့ဒါအဲ့ point အဲ့ point ကျွန်တော်အရင်သဘောကျတယ်ဆိုတော့ဗုဒ္ဓဘာသာအနစ်အနစ်ကပါလေတဲ့ဆိုတော့ကျွန်တော်တို့ပါဠိဘာသာနဲ့ရှင်းပြလဲနားမလဲဘူးကျွန်တော်စာအုပ်တွေထုတ်လာလဲအများကြီးပဲရှောက်ဖက်မယ်ဆိုလဲအများကြီးဗုဒ္ဓဘာသာအနစ်ကတော့ကျွန်တော်နားလဲတာပြောတာပေါ့နော်ဆိုတော့မကောင်းမှုကိုရှောင်မယ်ကောင်းတာကိုလုပ်မယ်စိတ်ကိုစင်ကြံအောင်ထားမယ်တရားကတော့ကျွန်တော်နားလဲတဲ့ကျွန်တော်တူရဲနားလဲထားတဲ့ဗုဒ္ဓဘာသာရဲ့အခြေခံနှစ်ချုပ်တစ်ခုပေါ့အဲ့ဒါမကောင်းမှုရှောင်မယ်ဆိုတဲ့ကိစ္စကဆရာတော်ကြီးတွေနေ့စဉ်သူတို့ ဟောနေတဲ့တရားတွေပဲဒါပေမဲ့ခုနပြောတဲ့မကောင်းမှုကိုအကျံဖက်စစ်တက်ကိုလုံနေတာဘာလို့မရက်တတ်နိုင်တာလဲဒါကိုထွက်ပြီးဘာလို့မပြောရရတာရင်ကုန်နှုတ်ပိတ်နေရတာလဲဒီဆရာတော်ကြီးတွေကဒီနေ့ဒီချိန်မှာဘလောက်ချမ်းသာကြွယ်ဝနေကြသလဲဆိုတာလေအများစုကသိကြပါတယ်။ဟုတ်။ချိန်ထဲမှာပဲဒီဆရာတော်ကြီးတွေနဲ့ဒီအချမ်းဖက်တဲ့စစ်တပ်ခေါင်းဆောင်တွေနဲ့ဘာလို့ဒီလောက်လွမ်းသိနေရတာလဲဆိုတာကျွန်တော်တို့မေးခွန်းထုတ်မဲ့ကာလလို့ကျွန်တော်ထင်တယ်။အခုဆုံးပို့တော်မှစိုးသိတယ်ခါလာကျွန်တော် ခံစားရတာဘယ်လိုလဲဆိုတော့ဟလာဒီတတင်းကျော်လပြည့်ဆိုတဲ့စာခုနကကျွန်တော်တို့ပြောတယ်လို့မျိုးပဲတော်ရင်းသားနတ်ပြည်ကနေပြီးတော့အဘိဓမ္မာကိုဟောပြီးတော့ပြန်ဆင်းလာတဲ့မြတ်ဗုဒ္ဓကိုဟလာမိထွန်းပူဇော်ကြတဲ့ဝဲပေါ့အခုကဗုဒ္ဓမဆင်းလာပဲနဲ့ပါရဂလိုက်တာကဆင်းချလာပြီးတော့ဘုံကျဲချလိုက်တဲ့ကိစ္စဆိုတော့ဒီလိုမျိုးဖြစ်နေတဲ့ဟာတွေကိုဟလာဖုံးတော်ကြီးဟောတာရှိတယ်အဲ့ဒါပါလဲဆိုတော့မြမပြည်မှာလူဖြစ်ရတာမြတ်မကံကောင်းတယ်ထေရဝါဒ နဲ့ကြုံရတာဟာတန်ဖိုးရှိတယ်ဟာလာဒီလူဖြစ်ရချိုးနဲ့တယ်ဆိုတော့အဲ့လိုမျိုးခဏခဏပြောတာကိုကျွန်တော်ကြားဘူးတော့ဆိုတော့ဒီအဖြစ်ပြက်ကတကယ်ရောလူဖြစ်ရချိုးနဲ့ရလားဆိုမြန်မာပြည်မှာလူဖြစ်ရတာမြန်မာပြည်မှာလူဖြစ်ရချိုးနဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်တန်ပြအကြည့်ရှိတယ်နောက်ပြီးတော့အဲ့စစ်အချမ်းဖတ်အုပ်စုနဲ့အလွမ်းတင်နေတဲ့ဆရာတော်ကြီးတွေဟောတဲ့တရားတော်ဆိုတာတွေကိုကျွန်တော်တန်ပြအကြည့်ရှိပါတယ်အဲ့ဒါတော့ကျွန်တော်ဒီကနေပြောခြင်းတယ်အဲ့ဒါတော့ကျွန်တော်တန်ပြအကြည့်ရှိတယ်ဆိုတော့ဟို ဒါဆိုရင်အခုစစ်ကောင်စီအခုစစ်တပ်ကအကြမ်းဖက်စစ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးမရောက်လာရင်ပါမယ်သူတို့အပေါင်းပါတွေရအောင်တကယ်ဗုဒ္ဓဘာသာဝင်အစ်စ်တွေလားဆိုတော့ကျွန်တော်အခုအမြဲတမ်းမေးခွန်းထုတ်မိနေတယ်နော်ဒါအပြင်သူတို့နဲ့အတူတူသူတို့ရဲ့ကြံရပါတွေဖြစ်တဲ့ဒီ war criminals တွေရဲ့စစ်ရာဇဝဲကောင်တွေရဲ့ ਨੇ အလွမ်းတင်နေတဲ့စစ်ခရိုနီတွေခရိုနီစီးပွားရေးသမားတွေရအောင်ဗုဒ္ဓဘာသာဝင်တွေဟုတ်ရဲ့လားအရေးချုပ်ဗုဒ္ဓဘာသာဝင်တွေပဲလားဆိုတော့ကျွန်တော်ဒီနေ့ဒီတစ်ပတ်အတွင်းမေးမိနေတဲ့မေးခွန်းတွေပေါ့နော် ဲ့ကြောင့်ကျွန်တော်ကဒီဒီဒီ editor ထောက်မှာအဲ့အဲ့ဒါကိုဆွေးနွေးပြတယ်ကျွန်တဲ့တည်င်းအချက်လက်တွေဘာတွေထက်ဆိုင်ပေါ့ကျွန်တော်တို့ society ကဘာတွေမှားသွားပြီလဲဆိုတာပြင်လို့ရသေးရလားအချိန်ရှိသေးရလားကျွန်တော်ကတော့သူတို့ပြောနေတယ်ဟာလာလူဖြစ်ရကျိုးနှက်ပါတယ်ဆိုတော့ဒီထေရဝါဒထွန်းကားတယ်ဆိုတော့မြန်မာနိုင်ငံဟာတကယ်တမ်းကျတော့ကတ်ဆိုင်နေတယ်လို့ပဲပြောရမှာဟုတ်တယ်မဟုတ်ကျွန်တော်ဘုရားရှိခိုးတဲ့ခါတိုင်းမှာအလားပယ်လေးပါကတ်သုံးပါကတ်သုံးပါရပ်ပြစ်ရှစ်ပါရန်ညို၅ပါဆိုတော့ဒါက ဆိုပြီးကျွန်တော်တို့ထည့်ပြီးတော့ဆိုကြတယ်ဆိုတော့ဒီဒီဘေးရန်နေရာနေပြီးတော့ဒီကတ်၃မားနေပြီးတော့ဒီဘေးရန်နေရာနေပြီးတော့ကျွန်တော်တို့လွတ်မြောက်ရပါစေဘေးကင်းရပါစေဆိုတာမျိုးကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကဆိုကြပါတယ်ဆူတောင်းကြပါတယ်ဆူတောင်းကြပါတယ်ဆိုတော့ကျွန်တော်ဒီနေ့အဲ့ကတ်ကြီး၃မားဆိုတာလည်းပြောခြင်းတယ်အဲ့ကတ်၃မားကိုကျွန်တော်ပြန်ဖတ်ကြည့်တဲ့အခါကျတော့တတ်တန်တရာကတ်ဆိုရင်လက်နဲ့ခံရမိကြောက်ကြောက်လက်နဲ့ကြောက်လက်နဲ့ဘေးစိုက်တဲ့ကတ်ပေါ့ဆိုတော့ကျွန်တော်2021ကနေကျွန်တော်ဒီချိန်ထိ တိုင်းပြည်မှာအခုကျွန်တော်တို့ကြုံနေရတဲ့ကပ်ပြည်တွင်းစစ်ကိုပြောတာပေါ့ဆိုတော့ဒီနေ့ကျွန်တော်တို့ကကျွန်တော်တို့သတင်းချုပ်မှာဘုံကျဲတဲ့ကိစ္စအနေစားပြီးဘုံကျဲတဲ့ကိစ္စအထိပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ယောဂန္တရကပ်ဒါကတော့မှန်လွယ်မယ်ထင်ပါတယ်ဒီယောဂါဘေးကျွန်တော်တို့ယောဂါဘေးလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကိုဗစ်ကာလကကျွန်တော်တို့အလောင်းတွေတန်းစီနေတယ်ကျွန်တော်တို့အင်ဂျင်နိုင်ငံတွေမှာထိုင်းနိုင်ငံကိုပဲကြည့်ကိုဗစ်ဖြစ်ခဲ့တော့လည်းပဲအလောက်ဒီအခြေအနေကိုမဆိုးသွားအောင်အာဏာမိုင်တွေကထိန်းနိုင်ခဲ့တယ်ဒါပေမဲ့မြန်မာပြည်မှာအဲ့လိုမျိုးဖြစ်ခဲ့ဘူး အလောင်းတွေတန်းစီနေခဲ့တယ်။အဲ့ဒါလေအာနာသိင်းခဲ့တဲ့ဟာလားစစ်ကောင်စီရဲ့အပြစ်တွေပဲ။နောက်တစ်ခုကဒိုဘိတ်ကန္ဒရာကတ်ဆိုရင်ဒါကတော့ငတ်မခေါင်းပါမှုတန်း။အဲ့ဒါကိုလေကျွန်တော်တို့အာနာသိင်းတဲ့ခြံနေစားပြီဒီနေ့ဒီချိန်ဆိုခံနေရတာတန်းဒီမှာဒီဒီကတ်ကြီးသုံးမတန်းကိုကျွန်တော်တို့ခံနေရတယ်ပေါ့နော်။ဆိုတော့မြန်မာပြည်သူပြည်သားတွေကျွန်တော်တို့ခံနေရတယ်။ဘာကြောင့်ခံနေရလဲ2021အာနာသိင်းတဲ့ခြံနေစားပြီ။ခုနကပြောတဲ့ဒရန်စာ၃မျိုးပေါင်းစည်းမိခဲ့တဲ့တန်းနေအားလုံးကျွန်တော်တို့ န်းနဲ့ချီတဲ့ပြည်သူတွေကစုခံရတယ်လို့ကျွန်တော်ကအဲ့လိုအဲ့လိုပြောခြင်းတယ်အဲ့ဒီအချိန်တွေမှာပဲကျွန်တော်တို့အဲ့ကတ်ကြီးသုံးပါးကြောင်းပြောနေတယ်ကျွန်တော်တို့မိတ်ဆွေတွေထည့်ပြောတာတခုရှိတယ်အဲ့ဒါကတော့ရန်သူမျိုး၅ပါးရန်သူမျိုး၅ပါးဘယ်သူတွေလဲရေရဲမီးရဲမင်းရဲခိုးသူနဲ့မချစ်မနဲ့တတော်သူပေါ့ဗျာဆိုတော့အဲ့ဒီမှာရန်သူမျိုး၅ပါးထဲမှာ၃မျိုးကတစုတည်းပဲလို့ပြောတယ်အဲ့ဒါတော့ ဟုတ်ပါဘူးအဲ့ဒါတော့ခုနကမချင်းမနစ်သက်တော့သူကမင်းဖြစ်ပြီးတော့ခိုးသူတစ်ဖြစ်နေတာဘူးဒီသုံးမျိုးတစ်မျိုးလည်းပဲပေါ့နော်ကောင်းတော့ပြောပါကောင်းပါလေမချင်းမနဲ့တတတူရောမင်းဖြစ်နေတဲ့ကောင်ရောအခိုးဖြစ်နေတာရောအောင်စီပြောပါဖြစ်ပါတယ်အားလုံးပဲဒီဘက်မှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကိုနှိမ့်ချုံမဲ့ဆိုရင်တော့တကယ်ကိုပဲဆရာတော်ကြီးအနေနဲ့မုတ်တူကိုထိုင်းနေတာကိုတွေ့နေရပါတယ်ဆရာတော်ကြီးအနေနဲ့ဘုံကျတဲ့သူကပြင်မပြောဘဲနဲ့ဘုံမကျဲအောင်နေရမယ်ဆိုပြီးတော့ပြောနေတာကိုတွေ့နေရပြီးတော့ပန်းပန်လို့ဖမ်းတယ်လို့ပြင်မပြောပါဘူးပန်းဘာလို့ပန်းတယ်လဲဆိုပြီးပန်းပန်တဲ့လူတွေကိုပြုတ်တင်ဝေးပန်းနေတာကိုကြီးချင်းအဖြစ်ဒါမှ ဘုံကြီးတွေကိုလူငယ်တွေအနေနဲ့ဘယ်လိုများကြီးညိုမှုတွေသက်ရှိဖို့ဆိုတာကတော်တော်လေးကိုမှငင်းလေးစရာနေထားကူလေပြပါရဲကဲတောက်ကြီးရပြင်မင်းအောင်တကောင်နိုင်ငံကိုဖျက်နေရမို့ဖက်နဲ့ဘာသာသဒ္ဒနာကိုပါသူ့ကိုယ်တိုင်ဖျက်ဆီးနေအောင်ပြနေရဖြစ်ပါတယ်ဟိုလမ်းမျိုးတွေအားလုံးကဒီဗီဒီယိုတော့နဲ့ပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတရမှာကြည့်ကြရကျွန်တော်ရဲ့ကိုကြည့်တို့ဘလို့ရှင်ပြင် channel လေးကို like and subscribe လုပ် like subscribe ပြီးဘေးအကောင်နဲ့ဒါလေးနဲ့ပြလာမြန်ဗီဒီယိုနဲ့သတင်းအားလုံး issue နားဆင်ကြရဖြစ်ပါတယ်နောက်ရှိနိုင်တဲ့သတင်းစမှာပြန်လည်ဆုံတွေ့ကြပါမယ်ဆုံးမရှိပေးတဲ့တူးကျင်တိုင်းကိုဦးပဲကျေးဇူးတင်ရှိပါတယ်ဗျာ